။အော်ငယ်အတန်ကိုကြားဘူးကြတဲ့သူတွေလည်းရှိမယ်။မကြားဘူးကြတဲ့သူတွေလည်းရှိပါလိမ့်မယ်။အော်ငယ်အတန်ကတာယာချူမြတယ်။လွန်မဖို့ကောင်းတယ်လို့လူအများကလက်ခံထားကြပါတယ်။အတန်ကြားသူတိုင်းအော်အော်ငယ်ကိုတနာတလူလူလွမ်းတလူလူဆွေးတလူလူမျိုးခံစားရတတ်ကြတယ်လို့ဆိုပါတယ်။ဒီအချက်က အိုးအောင်ငယ်ရဲ့ထင်ရှားတဲ့အချက်အဖြစ်လူတိများကြပါတယ်။အိုးအောင်ငယ်နဲ့ပတ်သက်ပြီးကပြအလင်္ကာရီတောင်ရေးဆက်တည်ကုန်ကြပါတယ်။သို့သောအိုးအောင်ငယ်ရဲ့လူသိမသိသေးတဲ့အရာတချို့ရှိပါတယ်။အဲဒါကတော့အိုးအောင်ငယ်ဟာကိုယ်တိုင်အတိုက်မလုပ်ပဲသူများအတိုက်မှာဥဝင်ဥတတာအိုးအောင်ငယ်မရဲ့အကျင့်အဆိုးတွေပါ။ဥကနေ ကောင်ပေါက်လာတာနဲ့တခြားငဲပေါက်လေးတွေကိုအတိုက်ကနေတွန်းချပစ်တတ်တဲ့အိုအိုငဲပေါက်လေးရဲ့ဗီဇဆိုးကိုတိလာရတော့အိုအိုငဲတန်ဒီလွန်စရာမကောင်းတော့သလိုတကောင်တည်းဖြစ်နေတဲ့အိုအိုငဲကိုလည်းတနာစိတ်မချစ်မီတော့ဒီလိုပါပဲလောကမှာလဲတချို့လူတွေရဲ့အပြောချိုချိုလေးနဲ့လှည့်စားတတ်တဲ့အကျင့်တွေအပြုံးချိုချိုလေးနဲ့ ကောက်ကြစ်တတ်တဲ့ဆက်ရိုက်တွေကိုတိလာတဲ့အခါအပြောချူတန်းလဲမယုံတတ်တော့သလိုအပြုံချူတန်းလဲစိတ်မယိုင်သွားမိအောင် ထိန်းချုပ်တက်လာတယ်အပြောချူတဲ့အပြုံချူတဲ့သူတွေဆိုရင်တော့တင့်အနေနဲ့တရိထားဆက်ဆံဖို့တော့လိုပါမယ်။ဘာကြောင့်လဲဆိုတော့ကိုယ်နေရာရဖို့အတွက်တခြားသူကို တွန်းချပြစ်ဖို့ဝန်မလေးတဲ့အုံအုံငယ်လိုလူတွေကို ယုံကြည်လိုက်မိဘဝရဲ့အောက်ဆုံးအထိကြာသွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်ဒီအချက်ကအိုးအငဲ့စီကနေယူနိုင်တဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်ကိုယ်အစဉ်ပြေရင်ပြီးရောတခြားသူတွေပါဖြစ်ဖြစ်ဆိုတဲ့စိတ်တမျိုးကအင်မတန်မှအောက်တန်းကြပါတယ်အဲဒါကြောင့်ကိုယ်အမြင့်ရောက်ဖို့အတွက်တခြားသူတွေကိုချနှင်းတာမျိုးမလုပ်မိစေနဲ့ သူများဒုက္ခရောက်မှကိုအဆင်ပြေမယ်ဆိုရင်တော့အဲ့ဒီအလုံးမျိုးလို့ပေါ့ပဲတော့အခါမှစိတ်ကူးထဲတောင်မထဲပါနဲ့